ဉာဏ်ကခန္ဓာကိုလှဲတော့ဘာဖြစ်လဲခန္ဓာရဲ့ကိစ္စတွေမြင်ရတော့ကိစ္စဉာဏ်ရတာပေါ့အဲဒီလိုသစ္စာဉာဏ်လေးရကိစ္စဉာဏ်လေးရတပြိုင်တည်းနဲ့အဲဒီလိုနာလဲနာရှုလဲရှုနာလဲနာရှုလဲရှုရှုတဲ့အခါမှာတော့နာတာပေါ့သွားတာပေါ့နာတဲ့အခါမှာရှုတာတော့ပေါ့သွားတာပေါ့နည်းနည်းသို့တော်လည်းပဲနောက်တော့ကျင်သားရလာတော့အဆင်ပြေလာလိမ့် အဲဒီလိုနာလဲနာရှုလဲရှုတစ်ချက်တည်းနဲ့ပြီးသွားတော့ပိုးပြီးတော့မြင်နေတဲ့သစ္စာညာနဲ့ကိစ္စညာတစ်ထပ်သေးကြသွားအဲဒါမလို့တရားနာကတရားနာရမေးညာကခန္ဓာလဲရမေးတဲ့ကေရမီတို့ဓမ္မဘုန်းသူတော်ကောင်းတို့ကိုဒီနေ့ကျေးဇူးဆက်တရားဟောရမှာကမနေ့ကလည်းဝေဒနာအကြောင်းကိုဟောတယ်ဒီနေ့လည်းဝေဒနာအကြောင်းကိုထပ်ပြီးတော့ဟောမေး ဝေဒနာကလည်းပဲတို့တရားဓမ္မတွေလူတိုင်းလူတိုင်းခန္ဓာရှိရင်ယောဂါရှိတယ်ယောဂါရှိရင်ခံစားချက်ဆိုတဲ့ဝေဒနာလာတာပဲဒါမိတကယ်တော့ဝေဒနာဆိုတာကစေတသိက်တရားယောဂါဆိုတာကယောဂါတွေနှိမ့်ချက်တဲ့အခါယုတ်တရားတွေကိုနှိမ့်ချက်တဲ့အခါမှာခံစားချက်ဆိုတာဝမ်းထဲမှာပေါ်တယ် အဲလိုပေါ်တဲ့အခါကျတော့ဒီခံစားချက်ကိုရှုနိုင်မယ်ဆိုရင်တို့တက္ကသမားတွေဘလောက်ပဲယောဂါတွေကြီးကြီးအသာလေးသူနေတော်နိုင်တယ်ရှုတတ်မှတ်တတ်လို့ရှိရင်ဒါကြောင့်မလို့သေပေါ့သေပါသေးကန်ဒီမှာဝေဒနာကိုနိုင်အောင်ရှုတတ်တဲ့အကျင့်လေးကိုကျင့်ထားမယ်ဆိုရင်တဲ့သေးကန်ဒီမှာသောတာပန်လည်းဖြစ်နိုင်တယ်ရာဂန္နာကယန္တာတိအောင်ဖြစ်နိုင်တယ် ေအဲဒါကြောင့်ဒုရဂရမဘုန်းသူတော်ကောင်းတို့ကိုဘုန်းကြီးအနေနဲ့ဒီနေ့ကျေးဇူးဆရမယ်တရားကတတိပဌံတုတ်ကြီးထဲမှာလာတဲ့ဝေဒနာရှုနည်းလေးနည်းနည်းပြောပါမယ်ဧကာယနောယံဘိခဝေမေကောတတနံဝိတုတ္တိယသောကပရိဒေဝဒုက္ခဒေါမနတနံအထင်ကမာယအရိဗေယတော့

ကူးခြင်းကူးမယ်ကောင်းတဲ့ဝေဒနာလေးဆိုตายရမယ်ဆိုးတဲ့ဝေဒနာဆိုပျောက်ခြင်းတဲ့တဏှာပေါ်မယ်ဝေဒနာပြည့်စည်ရတော်တော်တဲ့သောကပရိဒီဝဒုက္ခဒေါမနတာတွေဖြစ်လာရင်ဒါလည်းပပရိစ္ဆသမုပ္ပါလည်သွားတာပဲဝေဒနာပြည့်စည်ရမောဟောဒီဝေဒနာလေးကိုဥပ္ပခာတခုခုနဲ့ရှုချလိုက်မယ် ဒီဝေဒနာကိုမကြည့်တော့ဘူးဒီခံစားချက်ကိုမကြည့်တော့ဘူးဆိုပြီးတော့တခြားအာယုန်တွေပြောင်းလိုက်ပြန်လို့ရှိရင်လည်းဒီဝေဒနာလေးရဲ့ဖြစ်ပုံပြက်ပုံကို तू မမြင်တော့ဘူးဖြစ်တာပြက်တာကို तू မသိတော့ဘူးအဲလိုမသိတဲ့အတွက်ကြောင့်လည်းပဲမောဟဆိုတော့လည်းမသက်သာပြန်ဘူးအစကပြန်လေပြန်ဒါမင်းသူ့ကိုမရှုရင်လည်းခက်မရှုရင်လည်းခက် ြစ်ပြက်မမြင်ပြန်တော့လဲရှုတော့ရှုတယ်ဖြစ်ပြက်မမြင်ပြန်တော့လဲอืมတဏှာဆက်ရင်ဆက်မဆက်ရင်ဒေါမနတာဆက်အဲ့လိုပြနေတော့ဘယ်လို့မှမသက်တာဘူးသူကအဲ့တော့သူ့ကိုပဲတခါတည်းထိတ်တိုက်တိုးပြီးတော့တီးခံပြီးတော့ငြိမ်ငြိမ်လေးထားပြီးတော့အပြည့်မြင်အောင်ပဲကြည့်တဲ့နီးတာလင် ပိစ္ဆာသုံးပါသုံးလုံးပေါ့လေခုနတော့ကအလေးအဆက်ဒါရဲ့အဆုံးအဆက်ဒါရဲ့အစအဆက်ဒါရဲ့တဏှာဆက်ဒါရဲ့ဒုက္ခပိဋိဝဒုက္ခဒေါမနတာဆက်ဒါရဲ့အဝိဇ္ဇာဆက်ဒါရဲ့အဲ့ဒီသုံးခုလုံးပြတ်နိုင်ဒါမြင်အပြည့်မြင်တဲ့လမ်းကလွဲပြီခမည်းတော်မှာဒီနီးနေမှာဝေဒနာကိုနိုင်တဲ့နီးမရှိဘူးဘလောက်ပဲတမားတော်ကြီးတွေခေါ်ခေါ်သက်တာယုံမရှိဘူးတကယ်တကယ်ပြင်းထန်ရင်လည်းမရတော့ပါဘူး ေးအဲ့ဒါကြောင့်ဝေဒနာဏိရောဓဒနာဏိရောဓဝေဒနာဏိရောဓဝေဒနာလေးချုပ်တာကိုမြင်တဲ့အတွက်ကြောင့်ဒနာဏိရောဓဒနာချုပ်တယ်ဒနာဏိရောဓဒီမဲ့ကောဒနာချုပ်တာဘာလို့ခေါ်လဲတကယ်တော့ဒနာချုပ်တာလားမဲ့ဝေနာလားဆိုတော့ဒနာဏိရောဓဒီဒနာချုပ်တယ်ဆိုတာဟာမဲ့ကောအပြက်ကိုမြင်တာပြောတာတဲ့အပြက်မြင်လိုက်တော့ဝိပဿနာမဲ့တွေဝင်လာတော့ တဏဝင်ခွင့်မရတော့ဘူးမရှိမှန်းသိတော့ခင်လည်းမခင်တော့သူနဲ့ပတ်သက်ပြီးတော့လဲစိတ်ဆိုးစရာတွေဒေါမနတာစိတ်မချမ်းသာစရာတွေမရှိတော့နောက်ပြီးသူ့ကိုအပြည့်မြင်လိုက်တဲ့အတွက်ကြောင့်အမှန်ကန်မြင်တဲ့အတွက်ကြောင့်မောဟလည်းဝင်စရာမရှိတော့ဝိဇ္ဇာလည်းပဲမလာတော့ဟောပရိစ္ဆေသုံးပါ၃မျိုးလုံးပြတ်သွားပရိစ္ဆေသုံးပါ၃မျိုးလုံးပြတ်သွားအဆက်၃ခုပြတ်သွားတယ်ဆိုရင်တော့တို့ကမှမရစိတ်ချလက်ချဖြစ်သွားပြီပေါ့ အင်းအဲ့ဒါကြောင့်မလို့ဝေဒနာနိရောဓတဏှာနိရောဓတဏှာနိရောဓတိမေခောတဏှာကြီးညချုပ်သွားသလားအောင်မလဲဘယ်ဟုတ်မလဲပေါ်ခွင့်ကိုမရတော့ဘူးမပေါ်မမပေါ်တာဘယ်ချုပ်တော့မလဲတော့အနုပ္ပန္နနိရောဓမပေါ်ဘဲနဲ့ချုပ်နေတယ်အဲ့ဒါဆိုရင်ကိလေသာဂျာမညက်တော့ဘူးပေါ်ပြီးတော့လိုက်ရှိဝင်ကိလေသာဂျမ်းညက်ဘူးတဏှာပေါ်ပြီးမှလိုက်ရှိတော့ဟောပေါ်သွားတဲ့ဆိုတဲ့ကိလေသာဂျမ်းညက်သွားပြီဆိုခြင်းနဲ့စိတ်ကလေးဖြစ်ပြလိုက်ရှိတော့နောက်ကျသွားတယ် ကိလေသာကြမ်းညံ့ရင်ဆရာတော်ဘုရားကြီးကကြာမေကိလေသာကြမ်းမညံ့ရင်တော့မြန်မေတဲ့ဒီလိုပြောတယ်အေးအဲ့ဒါကြောင့်ဒုဒ္ဒကဓမ္မကြီးကိလေသာကြမ်းမညံ့တဲ့နေရာတော့အဲပေါ်တိုင်းပေါ်တိုင်းဝေဒနာလေးတွေကိုအပြည့်မြင်အောင်ကြည်ပါတဲ့သာရကပြပါဆိုတော့ဘုန်းကြီးတို့ယဟန်အပါ30မြတ်စွာဘုရားထံမှာ ကာယ ानु ပဒနာယုတ်ကိုရှုနီးဝေဒနာ ानु ပဒနာခံစားချက်တွေကိုရှုနီးစိတ် ानु ပဒနာစိတ်တွေကိုရှုနီးဓမ္မ ानु ပဒနာဖြစ်ပြမြင်တော့ဒုက္ခသစ္စာထင်တဲ့ရှုနီးတွေအဲ့ဒါတွေကိုမြတ်စွာဘုရားထာမသိပြီးတော့ယဟန်အပ30ဟာတော်ထဲမှာသွားပြီးတော့အတူတကွသူတို့ ြင့်ကြတယ်တဲ့အလူကွာကျင့်တော့တလကျင့်လိုက်တာလဲသိပြီးတော့မထူးစူပေါင်းကျင့်တာဟုတ်စကားတွေပြောဘာတွေပြောဆိုတော့အာယုန်နေမြားတော့တရားကသိမထူးဘူးဖြစ်တောင်ကြီးမြောက်ကြီးသူကြီးကိုကြီးဆိုတော့လဲတရားကမထူးဖြစ်အဲ့တော့မထေကြီးလုပ်တဲ့ကူတော့ငါရှင်တို့တဲ့ ဒီလိုရှုနေလို့တော့တို့ထူးမှာမဟုတ်ဘူးတဲ့အဲ့တော့ကဲတယောက်နဲ့တယောက်မတွေ့စတဲ့တွေ့ရင်လည်းစကားမပြောစတဲ့ဥပုပ်ပြုတာတို့ကံကြီးကံငယ်ဆောင်းတာတို့တိမ်တက်တာတို့ကလွဲ၍စကားမပြောကြနဲ့ကွာတယောက်နဲ့တယောက်လည်းအတူတူမနေကြနဲ့နှစ်ယောက်အတူတကယ်ကတိကဝို့ယူပြီးတော့ယဟန်အပါ30လောက်သူတို့တကယ် တယောက်ကခြုံထဲမှာသွားကျင်တယောက်ကကြောက်ထဲမှာသွားကျင်တယောက်ကသစ်ပင်အောက်မှာတယောက်ကကူထဲမှာတယောက်ကတိခေါင်းထဲမှာအစရှိသဖြင့်ပေါ့လေတင့်တော်တင့်တော်တဲ့တပားနဲ့တပားမမြင်ရအောင်စကားမပြောမိအောင်ဆိုပြီးတော့တယောက်ဒီနေဤ၆တွေပြုလေယောဂီမဆိုတဲ့အတိုင်းတယောက်ထဲနေတဲ့အကျင်းနဲ့ကျင်းကြသည်အဲ့တော့ကျင်းလာတော့15ရက်မြောက်တဲ့နေ့ကြတော့သဘောပြူရတာဟုတ် ဒါတန်ဃာတို့ရဲ့ထုံစံသုံးဖို့ပြတဲ့နေကြတော့တန်ဃာတွေရော့၄၅ပါလောက်ရော့ဟာရှင်တို့တန်ဃာတို့တွေရော့နေပါလားဘယ်ကိုယ်တော်တွေလည်းမသိဘူးအချိန်နေကဲခတ်သမအောင်ဆိုတော့လိုက်ပြီးတော့ကဲခန့်တော့ကြားချီရလဲတွေးရတယ်တချို့သင်္ကန်းတွေလည်းကြံခဲ့တယ်တွေးစတွေးနာတွေလည်းတွေးရတယ် ဩကြာဆွဲပြီနဲ့တူတယ်တနေ့နှစ်ပါးနဲ့နှစ်ရက်ကိုတစ်ပါးလောက်နှစ်ရက်ကိုတစ်ပါးလောက်ဒီလိုများဆွဲနေပြီနဲ့တူတယ်ဒါကြောင့်မလို့၄၅၈ပါးယော့သွားတယ်ဒီဥပုပ်ပါ၅ရက်အတွင်းမှာအဲဒီလို၅ရှင်တို့ကိုပြောချင်တာကအဲဒီလိုကြာများဆွဲလို့ရှိရင်လည်း ဩကြပါဟိကြပါတတိပေးကြပါဝိုင်းဝက်ပြီးတော့ခြောက်ရတာဘောအန္တရာယ်ရှိရင်တော့ပြောကြဟိကဲကြည်စမ်းပါဦးဒီဝတ္ထုကြည့်ပြီးတော့ကြားဆွဲတာတော့ကြိုက်တာတော့မဩကြဘူးဘေးရတရားအာယုန်နေပြစ်ကြမှာစို့လူဘေးရတန်ဃာတွေတရားတကယ်တမ်းအထုံးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြနေမယ်နဲ့ကြိုက်တဲ့ပုဂ္ဂိုလ်တွေအာယုန်ပြတ်သွားရင်ဓမ္မန္တရေဖြစ်မယ်တရားအန္တရာယ်ပေါ့ အဲ့ဒီတရားအန္တရာယ်ဖြစ်မှဆိုလို့ကြည်စမ်းမအောင်ကြားဆွဲတာတောင်မှပဲမဩကြဘူးမဟိကြဘူးတဲ့အသေးခံပြီးတော့သူတို့သွားကြတယ်စံနမူနာယူစရာဘလောက်ကောင်းတယ်သုဒ္ဓဃာဓမ္မတွေဒီမှာကြားမရှိပါဘူးကြားလည်းမဆွဲပါဘူးအားကြောင့်မလို့ကြားဆွဲလို့ရှိရင်လေဩဝဟိယစကားပြောရဟုတ်သေးတာပေါ့ ဒီမှာဆောက်ချောက်တဲ့ပုံကိုယ်တွေလည်းရှိနေတာပဲအဲ့ဒါနေလန်းငါလားစကားမပြောဘဲနဲ့ဒီနေ့တည်းကြံတော့တယ်ကြိုးစားကြနဗငါတည်းရင်လည်းဒီနေ့တည်းပဲရှိတော့အဲ့ဒါနဲ့မတည်းကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာအန္တရာယ်ရှိရင်ကြားဆွဲရင်ဩကြပါဟိကြပါအကူညီတောင်းကြပါလို့ပြန်ပြီးတော့ဂတိကကိုပြန်လှုပ်ရအဲ့ဒီလိုဂတိကကိုလှုပ်လိုက်တော့မှဟောနောက်တနေ့ကျတော့ နှစ်ရက်လောက်ကြာတော့ကိုတော်လေးတပါကြာဆွဲရောကြာဆွဲတော့ကိုတော်လေးကအော်ပါဆိုတော့ဂတိကဝလုထားတော့အော်တာပေါ့ခါတိုင်းဆိုရင်တော့အော်ကြမအော်မှာပေါ့အရှင်မရတို့အရှင်မရတို့အနမရှိကြတယ်အရှင်မရတို့ဘယ်မှာဘာမှနေလို့နေမှမသိဘူးပေါ့ဗျာဦးဇင်းနေရာလဲကိုချုပ်ကုန်းနဲ့ကိုအားထုတ်နေကြတာတယောက်ချင်းကြာဆွဲပါပြီဖေရကြာဆွဲပါပြီဖေရရဲ့လို့ ဒီလိုအွန်လိုက်တော့ခါတဲ့ချုံပုတ်တွေရတရားထိုင်တဲ့ပုဂ္ဂိုလ်တွေလည်းကုန်းထွက်ပြီးတော့ဒုတ်လေးတောင်မွေးတွေနဲ့ဟဲ့ကြဟဲ့ကြဝိုင်းဝဲပြီးတော့អော်ကြဟေးကြ၆ကြလန့်ကြတော့ကြားကတခါတဲ့ဒီယဟန်လေးကိုတခါတဲ့ကြောက်သေးဆွဲချပါတာတင်းသူကလည်းလူသားစားနေတော့ကောင်းမှန်းသိနေပြီဗောတခါစားဘူးတဲ့ကြားဆိုလူသားပဲစားခြင်းအေးရန်နဲ့တို့တခါဓမ္မဘုံသူတော်ကောင်းတို့တခါတဲ့ကြောက်သေးဆွဲချပါတော့ယဟန်နေရတပတ်မှမလိုက်နိုင်တော့ဘူး ကြောက်ကြီးတဲ့ဆွဲချသွားအဲဒီတော့ကဲဒီတိုင်းတော့မလုပ်ကြနဲ့ကွာအော်အဲ့ပြီးတော့ပြောကြပါအောင်သတိပေးကြပါအောင်ဓမ္မတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေကသတိတစ်ချက်ပေးလိုက်လို့ရှိရင်တော်တော်တန်ဖို့ရှိတယ်အဲ့ဒါနဲ့ဝိုင်းပြီးတော့သတိပေးတယ်ငါရှင်သူများအာကိုလို့တော့မရတော့ဘူးငါရှင်ရဲ့ မိမိတရားသားလည်းအာကိုပါတော့မိမိကိုမိမိအာကိုပြီးတော့တရားသာရှုပါတော့အရှုံးနဲ့အမျက်ရအောင်တရားသာရှုပါတော့ဒီမဲ့တူတူမထူးတော့ဘူးပေါ့လေဒေတာတော့ဒေတော့မှာပဲရန်သူကြားကြီးနဲ့တွေ့နေမှာတော့ဆိုတော့လေအရှုံးနဲ့အမျက်ရအောင်ကြိုးစားပါငါရှင်ရဲ့လို့အဲ့ဒီလိုသတိပေးလိုက်တာတို့ဒကာမကြီးကိုအာကိုကိုကိုတရားအာကိုကိုပြောလိုက်တော့သတိရသွားတယ် ယဟန်လေးကကြားဆွဲခံရတဲ့ယဟန်လေးကတရိယာအေးဟုတ်ပြီအသားလေးလိုက်သွားမယ်ဂလန်ကဆန်းလို့လို့လည်းမနိုင်ဘူးကြားဆိုတော့ဆိုင်ဆိုင်နဲ့ဖြစ်ဖြစ်စားမှာပဲဖြစ်ဖြစ်ဆိုင်ဆိုင်နဲ့ငါစားတဲ့နာတဲ့ဝေဒနာကငါဖြစ်ပြနေအောင်ရှုပြီးတော့သောတာပန်အနည်းဆုံးတည်အောင်လုပ်မယ်ကြိုးစားမယ်အဲ့ဒါနဲ့ကြားရလဲပက်လက်လန်စားတာမဟုတ်မောက်ရသားစားတာလူဆိုလဲသူကလဲရှိန်းတာပေါ့ ဒါနဲ့ဆွဲမှောက်ပြီးတော့ခြီတော့ခြီပြားလေးတွေအစစားသူကမသေးသေးဘူးသေးကြောင်ဆောင်းနေတာအဲ့ဒါနဲ့ခြီပြားလေးကိုတခါတည်းသွားလေးနဲ့လာထိတာဟောကာယင်္စပရိစ္ဆာဗုဒ္ဓဘေစာဥပိသတိကာယဝိညာဏကိုမာတော့နာစိတ်ပေါ်ပြီးဒုက္ခတာကိုကာဝိညာဉ်စိတ်ပေါ်ဒုက္ခမဟုတ်ပါဘူး အဲ့ဒီနာရီသဘောလေးကိုခံစားရကဟောဒီဝန်းနဲ့ရစိတ်နဲ့ရှင်ပေါ်ရှင်ပဲဖြစ်တဲ့ဝေဒနာဝေဒနာစေသိက်လေးကခံစားပြီးနားလိုက်တာဟောတစ်ချက်ကြိုက်တယ်ရွတ်ဆိုနားလိုက်တာရှိမရှိကြပြပြကဲခတ်လိုက်တယ်သူကဝိပဿနာရှုနေကြဆိုတော့ကဲခတ်တတ်တာဟုတ်ပြနားလိုက်တာလို့စိတ်လေးကသိလိုက်ကျက်သွားပြီဒီစိတ်လေးနောက်တော့ကနားလိုက်တာ ခါကပြန်ပြီးနာလိုက်တာပြည့်တယ်ပြည့်တယ်နာပြန်ပြီးပြည့်ပြန်ပြီးနာပြန်ပြီးပြည့်ပြန်ပြီးကြားကိုလည်းသူအာယုံမထားတော့သူ့ခြေတော်ကိုလည်းအာယုံမထားတော့ဝေဒနာပဲအပြည့်မှုလေးအာုံထားပြီးရှုအဲဒီလိုခန္ဓာကြက်လေးကိုဝေဒနာလေးကိုရှုရင်ရှုရင်နဲ့ခြီမျက်စီနှစ်ဖက်လုံးစားလဲစားမိရောခြီမျက်စီလဲရောက်တော့သောတာပန်တည်တည်းကဲဝိပဿနာသမားတွေကနော်ဒေဂန်ကြီးမှာကြာရင်တကယ်ကိုဖြစ်တတ်တာ တကယ်ကိုဖြစ်အခုဒါပေါ့ပေါ့တန်တန်နဲ့လုံရင်လုံအဲ့ကြတော့သေတော့မယ်လို့သိရင်တော့လေးလေးစားစားတကယ်လုတာပဲဗျဝိပဿနာဓမ္မတွေအဲတော့ဝိပဿနာဓမ္မတွေအထင်သေးလို့မရဘူးရှင်မြတ်စီလည်းစားပြီးရောဝေဒနာချူရင်ချူရင်နဲ့ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးပြီးတော့သောတာပန်တည်သွားတဲ့ဆက်စားတွေဟောဒူးကောင်းလေးရောက်တော့တရားကန်တည်တယ်ဝေဒနာပဲသူရှုနေရတာဒုက္ခဝေဒနာဆက်စားဆက်စားဆက်စားတော့ဟော ချက်လဲရောက်ကောအနာဂံတည်သွားတယ်ဗျာနှလုံးဟာသရနှလုံးအိမ်မှာမစားသေးတော့တည်တဲ့စိတ်ကလေးကရှိသေးတာဒါနဲ့ဆက်သာဆက်ယူဆက်ယူဆက်ယူလိုက်တာ နောက်ဆုံးကြတော့ဟာရယာနှလုံးအိမ်စိတ်တည်တဲ့ဟောဒီဝေဒနာခံစားချက်ကလေးတည်တဲ့မနောဓာတ်တည်တဲ့နှလုံးအိမ်လဲစားမလို့လဲကြောင်အဲ့ဒီမှာတတိထာဝရိယဆိုင်ပြီးပိုးပြီးတော့ဖြစ်ဖြစ်စိတ်အောင်ရှုလိုက်တာတစ်ချက်တည်း လေးကသုံးပြီးတော့အရတ္တမေအရတ္တဖို့တီလဲတီရောဟောကြားလဲစလိုက်ကောအရှုံးနေရအမြတ်ရသွားတယ်အရှုံးနေရအမြတ်ရသွားတယ်အေးဒါကြောင့်ဒုက္ခဓမ္မတွေဒုက္ခဒေါမနတဏအထင်ကမာရတဲ့ဧကယံတော့အယံပိကဝေမဲ့ကောခြေသားတို့အပြည့်မြင်တဲ့မဲ့ဝိပဿနာမဲ့ဆိုတာဟာ သတ္တနာဝိသုဒ္ဓိယတ္တဝါဒီလည်းပြောက်နိုင်နေတဲ့တ္တဝါဒီပြောက်သွားနိုင်နေတယ်လူလည်းမဖြစ်တော့ဘူးနတ်လည်းမဖြစ်တော့ဘူးပြမလည်းမဖြစ်တော့ဘူးအယေတရိစ္ဆာပိဋကသူရကရီလည်းမဖြစ်တော့ဘူးဒီဝိပဿနာမဲ့လှုပ်လိုက်မယ်ဆိုရင်တ္တဝါဒီဟာပြောက်သွားနိုင်နေရာတော့ဘုရားကြီးကတ္တဝါဒီပြောက်သွားတာကိုပြောတယ်ဒါပေမဲ့စာထဲမှာတော့တ္တနာဝိသုဒ္ဓိယတ္တဝါတို့ရဲ့ဝိသုဒ္ဓိယကိလေသာစင်တာလည်းပဲဒီဝိပဿနာမဲ့ပဲ ဒါမြင်အဘယ်ခန္ဓာတွေလူခန္ဓာနဲ့ခန္ဓာတွေပျောက်သွားတာလဲဒီဝိပဿနာမဲ့ပဲကြိုးစားရင်ကြိုးစားရင်လည်းနောက်လောကုတ္တရာမဲ့ဖြစ်ပြီးတော့ပျောက်တာပဲသတ္တနာဝိသုဒ္ဓိယဒုက္ခဒေါမနတနာအဋ္ဌင်္ဂမယဟောကိုဆင်းရဲစိတ်ဆင်းရဲဝေဒနာတွေကိုလည်းပျောက်ခြင်းငါဖြစ်ပါပြီလေဟောဒီဝိပဿနာမဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်ကြီးနော်အပြည့်မြင်တာဟုတ် ဝေဒနာလို့သူမသိတော့ရှုပ်ကမြင်လာတော့ဝေဒနာကိုသူမမြင်တော့အပြက်လိုပဲမြင်ပြီးတော့တခါတည်းသောတပန္နရာကနာကယန္တာဖြစ်သွားတာဣဒတမလို့ဝေဒနာရှုတဲ့အခါမှာဝေဒနာမတွေ့ရဘူးဝေဒနာရဲ့အနိစ္စမြင်ပါစေတဲ့ဆရာတော်ဘုရားကြီးကဒါကိုသတိပေးတယ်ဒါတော့ခင်ဗျားတို့လည်းပဲဝေဒနာကိုနာရီ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 လို့ဒီလိုခံစားချက်ကိုခင်ဗျားတို့မရှုနဲ့ဒီခံစားချက်ကလေးရဲ့ ဆုံးသွားတဲ့သဘောလက္ခဏာလေးကိုရှုအောင်ပါ။နားတယ်လို့ခံစားကြည့်။အဲ့ဒီခံစားပြီးတဲ့သဘောလေးကရှိသေးလားလို့ကဲခတ်ရအောင်။အဲ့ဒါရှိမရှိကဲခတ်တာဝိပဿနာလို့ဆရာတော်ဘုရားကြီးအမိန့်ရှိတာ။ဘုရားများတို့ကရှိတာကကဲခတ်တယ်မရှိတာကတော့ကဲမခတ်ဘူး။အဲ့ဒီလိုဖြစ်ဖြစ်။ဒါရှုချက်ကလေးတွေလိုသေးတာပေါ့ဗျာ။ရှုချက်ကလေးမှန်သွားမယ်ဆိုရင်တစ်ချက်တည်းတန်းဝင်သွားမှာပဲမြတ်တာ။ဝိပဿနာမဲ့တိ။ မက်ကတွေလောကုတ္တရာမထိအောင်အဲအဲ့ဒါကြောင့်မလို့ဝေဒနာကိုဥစားမပေးနဲ့တို့တို့ကမှာခံစားချက်ကိုဥစားမပေးနဲ့ဒီခံစားချက်လေးကခံစားပဲခံစားပြီးရှိမရှိကိုဥစားပေးရအကဲခတ်မှုဥစားပေးရဝေနာကြည့်တာကဝေနာနုပဒနာသတိပဋ္ဌာန်ကိုဒါကိုပွားများရမယ်ဝေနာနုပဒနာသတိပဋ္ဌာနဘာဝနာထိအောင်ပွားများဘာဝနာထိအောင်ပွားများမှဒါမှ ဩသတိပဋ္ဌာန်ရိုးရိုးမဟုတ်တော့ဘာဝနာဖြစ်သွားတယ်အဲ့ဒါကိုပဲသတိပဋ္ဌာန်နောက်ဆုံးမှာမြတ်စွာဘုရားဟောတာတဲ့သမုဒယဓမ္မ ानु ပတ္တိဘာဝယဓမ္မ ानु ပတ္တိဘာသမုဒယဓမ္မ ानु ပတ္တိဘာဖြစ်မှုသဘောကိုလည်းဖန်ဖန်ရှုပါဝယဓမ္မ ानु ပတ္တိဘာပြက်မှုလေးကိုလည်းအဖန်ဖန်ထထရှုပါ ဖြစ်မှုနဲ့ပြက်မှုကြည့်ခိုင်းတာတဲ့ဘုရားကတော်တော်ရှင်းအောင်ဟောထားတာပါ ရှင်မှုနဲ့ပြမှုကိုကြည်ခိုင်းတာတဲ့မင်းတို့ကိုရုပ်တွေကြည်ခိုင်းတာလည်းမဟုတ်ဘူးတဲ့စိတ်တွေကြည်ခိုင်းတာလည်းမဟုတ်ဘူးတဲ့ဝေနာတွေကြည်ခိုင်းတာလည်းမဟုတ်သေးဘူးတဲ့ငါကြည်ခိုင်းတဲ့လူရင်းချက်ကသမှုတရားဓမ္မနုပတ္တိဝဝေယဓမ္မနုပတ္တိဝဟောသမှုတရားဓမ္မတဲ့ဖြစ်တဲ့သဘောတရားလေးတွေကိုအနုပတ်အနုဆိုတာကအဖန်မှန်ထက်တာအဲ့ဒါသမှုတရားဓမ္မနုပတ္တိဝဟော အနုပတ္တနာခန္ဓာဓာတ်ကရှုရမယ်ဝေယဓမ္မအနုပတ္တိဘာပြည့်တဲ့သဘောလက္ခဏာလေးကိုလည်းထက္ကဓာတ်ကရှုရမယ်ရှင်းရင်ဖြစ်တယ်ပြင်းရင်ဖြစ်တယ်ရှိရင်ရှိတယ်မရှိရင်မရှိတော့ဘူးဒီလို ထက္ကဓာတ်ကသိနေအောင်လုပ်ရမယ်ဆိုတော့ဒါမြင့်ဗမာလူပြောတော့အစနဲ့အဆုံးကိုဂရုစိုက်ခိုင်းတာဗျာအစနဲ့အဆုံးလေးကိုစစချင်းဂရုစိုက်လိုက်ဟောဆုံးသွားပြီအဆုံးလေးဂရုစိုက်လိုက်ဒါဆိုဖြစ်ဖြစ်မြင်တာပဲ အခုတော့ဒုဒကသမားတွေရောဖိုးဘင်းတို့အမှားနေကြတခါတခါကျတော့ပါဆိုတော့ဟာအလေကြီးပဲကြည့်တာဟာ နာပြန်ပြီဟာ နာပြန်ပြီဟာနာပြန်ပြီဆိုတော့နာရရင်ကြီးပဲရှောက်ကြည့်တော့အလေကယူဆိုင်တယ်လို့ဖြစ်အဲကြောင့်အစနဲ့အဆုံးကို ကြည့်ခိုင်းတာလို့ဒီလိုမှတ်ရအောင်ဘာဖြစ်လို့အစကိုကြည့်ခိုင်းတာလဲဆိုတော့အစအဖြစ်ကိုဖြစ်တာမြင်မှလည်းပြက်တာမြင်တော့မှာပေါ့ ိုင်းစစချင်းအစကိုကြည်ခိုင်းတဲ့ဥစ္စာကအကြောင်းမကင်းလို့ဖြစ်တာလေးကိုသဘောပေါက်အောင်ကြည်ခိုင်းတာဒါဥစ္စေရတ္တိပြုတ်အောင်ဆိုပြီးကြည်ခိုင်းတာအဆုံးကိုကြည်ခိုင်းတာကခိုင်းနေတယ်မြဲနေတယ်သဘောရည်လို့မရှိဘူးသင်္ခါရတ္တရနတ္ထိဆိုတဲ့တည်းသင်္ခါရတရားတွေပြုပြင်လို့ပေါ်လာတဲ့တရားတွေကမြဲတယ်ခိုင်းနေဆိုတာနည်းနည်းလေးမှမရှိဘူးအဲ့ဒါကိုသိစေခြင်းလို့အဆုံးကိုကြည်ခိုင်းတာတ္တရဒိဋ္ဌိပြုတ်တယ်အဆုံးမြင်အစမြင် ဥစ္စေတတိပြုတ်တယ်။အဲဒီအစနဲ့အဆုံးကအော်သဘောဖြစ်ပြီးသဘောပြည့်တယ်လို့မျိုးမြင်လိုက်မယ်ဆိုရင်တော့ဥစ္စေတက်ကာယလည်းပါသွားပြီသဘောမှန်သိတော့တက်ကာယဖြစ်တာဥစ္စေတပြည့်တာတတ္တရာဆိုတော့အော်သဘောလေးစသဘောလေးပြည့်ငါမျက်လုံးလည်းမပြတ်ပါဘူးနားလည်းမပြတ်ပါဘူးနှာခေါင်းလည်းမပြတ်ပါဘူးလျှာလည်းမပြတ်ပါဘူးကိုယ်ကလည်းငကိုအရှိတိုင်းပါပဲ။ဘင်းကိုစိတ်ကလည်းငကိုအရှိတိုင်းပဲ။ လက်ဆက်ကြတော့ပေါ်လာတဲ့အတိတ်အတိတ်သဘောခန္ဓာတွေဖြစ်ပြီးသဘောခန္ဓာတွေပြစ်တကူဒီလိုကြည့်ရမှာဒါမင်းအစနဲ့အဆုံးကိုခယူဆိုင်အလဲရတော့တွေးတော့တွေးမှာပဲနားတဲ့သဘောလေးတော့တွေးမှာသူတော့စစချင်းတိလိုက်တယ်သုံးသွားတာတိလိုက်တယ်ဩဖြစ်လို့ပြက်တာပေါ့မဖြစ်ရင်ပဲပြက်တော့မယ်နောက်တော့ဖြစ်တာတော့ခယူမဆိုင်တော့နဲ့တဲ့နည်းနည်းရင်းလာပြီဆိုရင် ဖြစ်တာတော့ခယူမဆိုင်နဲ့ပြက်တာသာခယူဆိုင်ကြည့်တော့ ဥရိယဗျာညာနဲ့ဘင်္ဂညာကုတာပေါ့ဗျာ။ဘာဖြစ်လို့ပြက်တာငရုစရတယ်ဆိုပြက်တာတိလိုက်တဲ့ဖြစ်ဖြစ်လို့ပြက်တာဆိုတာပြောစရာမလိုတော့ဘူး။မဖြစ်ရင်ပြက်ကိုပြက်စရာမရှိဘူး။ဖြစ်လို့ပြက်စရာရှိလို့ပြက်တာ။ဒါမြင်အပြက်တစ်လုံးကိုဂရုစိုက်ပါတဲ့။ ဓမ္မိဒီလိုပြည့်တယ်ပြည့်တယ်ပြည့်တယ်ဝရဓမ္မနုပတိဝါတဲ့အပြည့်တလုံးကယူဆိုင်ပရမတော်ဖြစ်တာကယူဆိုင်လိုက်ပြည့်တာကယူဆိုင်လိုက်ဖြစ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြည့်လိုက်ပေါ်ပြန်ပြီးပြည့်ပြန်ပြီးပေါ်ပြန်ပြီးပြည့်ပြန်ပြီးပေါ့နောက်တော့ပြည့်တယ်ပြည့်တယ်ပြည့်တယ်လို့ဂယုတခါတည်းဆက်ပြီးတော့ဂယုဆက်ပြီးတော့ရှုမှတ်ပေးလိုက်တော့အပြည့်ကြီးပဲမြင်တာအဲ့ဒါအပြည့်ကြီးပဲတော့မထင်နဲ့ဖြစ်လို့ပြည့်တာဆိုတာသူ့ဘာသူသိပြီးသား အဲလိုအပြက်တွေမြင်လာတော့ဒီအပြက်တွေကများလာလို့ရှိရင်များများမြင်လာလို့ရှိရင်သူ့ဟာသူဒုက္ခသစ္စာထင်လာဒီအပြက်ကြီးကိုကြည်နေရတာဒီအပြက်ကြီးနဲ့နေရတာဒီအပြက်ကြီးကိုပဲတကားနဲ့ကြည်နေရတာကဆင်းရဲတယ်ဆင်းရဲတယ်မကြည့်ကျင်တော့ဘူးဒကာလာလဲဟွာလာလဲပြက်ဒီလာလာလဲပြက်ပူလာလာလဲပြက်အေးလာလာလဲပြက်ထုံလာလာလဲပြက်ကျင်လာလာလဲပြက်အင်း ဒုက္ခကောင်းတာလေးလည်းပြည့်ဆိုတာလေးလည်းပြည့်မကောင်းတဲ့ကောင်းလေးလည်းပြည့်ဟောဝေဒနာတွေအကုန်လုံးပြည့်နေတာပဲတော်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 အပြည့်ကလွယ်ပြီးဘာမှလည်းမရှိပါဘူးနှစ်သာရလည်းရှားကြည့်တော့လည်းဘာအနှစ်သာရမှမရှိဘူးပုဂ္ဂိုလ်သဘောရှားကြည့်တော့လည်းတကောင်တလေးမှမရှိဘူးအဲဒီလိုသုံညတလက္ခဏာတကပုဂ္ဂိုလ်သဘောကင်းစိတ်ပုံလက်ပြကောင်းလေးတွေကင်းစိတ်ပုံလုံရတန်တန်လေးတွေကင်းစိတ်ပုံ ခိုင်နေမြဲတယ်ဆိုတဲ့အယူဆကင်းစိတ်ပုံ။ဩပေါ်ပြီးတော့ပြက်ပြက်ပြီးတော့လည်းပြန်စားထိုးတော့ပြန်ပေါ်လာပြန်ဟုဆိုတော့ဟွအကြောင်းမကုန်သေးတော့လည်းပြန်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 ပေါ်တာပဲဆိုတော့ဟောဥစ္စေရကင်းစိတ်ပုံ။ဒီထဲမှာပုဂ္ဂိုလ်တော်မပါဘူးဆိုတော့သက်ကာယဒိဋ္ဌိပေါ်လုံရတန်တမပါဘူးဆိုတော့လည်းသက်ကာယဒိဋ္ဌိပဲ။ဖြစ်လာတယ်ဆိုတော့အကြောင်းမကေဘူးပြက်သွားတယ်ဆိုတော့မခိုင်မမြဲဘူးဆိုတာဒါတည်းကပြောစရာမလိုတော့ဘူးသူကသူသိလားသိလာတော့တကတပိပိတပိနဲ့ဒါနဲ့မနေကျင်တော့ဘူးဆိုတော့ညင်းငွေတဲ့ ညာထိုးလာတာပဲဒါကြောင့်မလို့သင်္ကညာတော့တော့ဘေးရညာကြောက်လာဒါကြီးနဲ့မနေချင်းတော့အာရိယညာအပြစ်တွေမြင်လာတယ်ဒီဖြစ်ပျက်ကိုကြည်နေရတယ်ဥစ္စာခန္ဓာကြီးရှိလို့ဒီဖြစ်ပျက်တွေရှိလို့ဒီဒုက္ခတွေပေးနေတာပဲအပြစ်တွေနှိမ့်ချက်ပုံတွေတွေ့တော့လဲမြင်တာပေါ့နိဗ္ဗာန်ညာညင်းငွေလာတာပဲတခါနောက်ဆုံးကျတော့ဒါကြီးနဲ့မနေချင်းတော့ဒါကြီးနဲ့နေလို့လည်းမဖြစ်တော့ဘူးညင်းငွေတယ်ဆိုတော့ဤဆုပ်ဆုပ်မကြည့်ချင်တော့ဘူးသူဒီလိုဖြစ်လာတယ် ဒါရင်တော့ကမောဇိတုကမြတ်တန်ညာဆိုတော့ဓာကြီးကိုငါလွတ်အောင်ဘယ်နဲ့လွတ်အောင်ပါဒီဖြစ်ပျက်ကိုဆုံးအောင်ဘယ်နဲ့လွတ်အောင်ပါမလဲဒီဖြစ်ပျက်ကိုသိမ့်အောင်ဘယ်နဲ့လွတ်အောင်ပါမလဲဘယ်နဲ့မှမလုံနဲ့အေးမောဇိတုကမြတ်တန်ညာပဲပဋိသင်္ခာညာတဖန်ထက်ရှုစူးစူးဆိုင်ဆိုင်တာကြည့်မှပဲလွတ်မှာပဲအတိမကုံသေးဘူးခေါ်ရတာအတိမကုံသေးရင်မလွတ်သေးဘူးဒါရင်အတိစိတ်စိတ်နဲ့ပြန်တဖန်ထက်ရှုလိုက်တော့မှဩတော်ပြီတော်ပြီဒီသင်္ခါရတော့ငါဥပ္ပခါရှိတော့မယ်ဆိုတဲ့ညာရလာသင်္ခါရဥပ္ပခါညာ ဒါနဲ့သင်္ကာရိဘက်ကညာနေတော့ဖြစ်ပျက်ကိုသူမကြည့်ကျင်မဲနဲ့ညာဦးလေးကဟိုဘက်လှည့်လိုက်မကြည့်ဘူးဆိုမဲရှေ့လိုက်ပြသေးတာနောက်တစ်ခါမကြည့်ဘူးနောက်တစ်ခါမကြည့်ဘူးလိုက်ပြမကြည့်ဘူးလိုက်ပြမကြည့်ဘူးလိုက်ပြမပြတဲ့ဖြစ်ပျက်ကလည်းဒီနေရာမှာသူ့မကြည့်ကျင်ဘူးဆိုတော့တင်းလိုက်ပြအခုတော့မြင်ကျင်နေဆိုတာတော့မနေလိုက်ရှားနေရတယ်အခုညာနုသေးတော့ညာရင်တော့တခါသူ့ကြည့်ကျင်နေဆိုတာတော့မှပဲမရဘူးမကြည့်ကျင်ဘူးဆိုတာတော့မရဘူးနောက်တော့မှတကယ်မကြည့်ကျင်ဘူးဆိုတဲ့ညာပေါ်လိမ့်မယ် အဲ့ဒီညံလဲပေါ်ပေါ်တကားတယ်။ဟောအနုလောမညံရပရိကံဥပ္ပစာအနုလောဆိုတာ။ဒါဒါအနုလောမညံကိုခေါ်တာပါပဲစလို့သုံးတယ်။အဲ့ဒီညံလဲကြလာရောလျော်တဲ့ညံလဲကြလာရောတော်ပြီဆိုတဲ့ညံလဲကြရောတကားလဲဖြတ်ဆိုမလို့လဲမလို့ခြင်းရောဖြစ်ပြက်ကတကယ်ကိုမလို့ခြင်းတကယ်လေးထည့်ထားအောင်။တောင်းတော့မလို့ခြင်းတော့မပြတ်သေးဘူးသူကတကယ်ကိုမလို့ခြင်းတော့ဘူးဆိုတော့တဏှာလဲတေရောတဏှာနီတော့တော့ ြစ်ပြခန္ဓာနေတော်တော်ဖြစ်တယ်တဏှာလဲချုပ်ကောဖြစ်ပြချုပ်ဖြစ်ပြချုပ်တာဘာလဲနိဗ္ဗာန်အဲ့တော့တဏှာနေတော်တော်နိဗ္ဗာန်လို့ဒီလိုလဲဆိုကြတယ်ဒါအကြောင်းတက်လို့အကျိုးရတဲ့ပုံစံမျိုးကိုဆိုတဲ့သကလုံးခေါ်တယ်တဏှာနေတော်တော်နိဗ္ဗာန်ဒါရင်ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကိုချင့်နေတယ်အထိမခံနိုင်ဘူးဆိုဘယ်တော့မှဒီဖြစ်ပြကမချုပ်ဘူးတာမှတာအိုးဖြစ်ခြင်းအဖြစ်ဟဲ့ဆိုပြစ်ပြစ်တာပြစ်တာ တဏှာရီဆုံးနိုင်တဏှာရီကျိုးရှိတယ်နှစ်နာရီဆုံးနိုင်နှစ်နာရီကျိုးရှိတယ်သုံးနာရီဆုံးနိုင်ပိုးကျိုးရှိအဲ့လိုဆုံးပြီးတော့ကိုတခါလဲလုတ်ပလဲရဒါမှတဏှာသေးတာအေးအကြောင်းသတ်တော့မှအကျိုးရတယ်ဆိုတာခန္ဓာကအကျိုးတရားမို့လားဖြစ်ဖြစ်ကအဲ့ဒီဖြစ်ဖြစ်ကြသွားတာပေါ့ဒါမြင်တကယ့်ကိုမလို့ခြင်းမှဆုံးနေတဲ့ဆရာတော်ဘုရားရဲ့ဒီလိုမိတ်ရှိအေးဒါကြောင့်ဒုက္ခသမားတွေအဲ့ဒီလိုတကယ့်ကိုဒီဖြစ်ဖြစ်နဲ့မလို့ခြင်းဘူးဘယ်ခန္ဓာမှမလို့ခြင်းနဲ့ညာ အဲ့ဒီညံပေါ်အောင်ကြိုးစားရလိမ့်မယ်အဲ့ဒါလိုနေတယ်အဲ့ဒါစွန့်ရဲတဲ့လူကမြန်မြန်ရတယ်ဒါကြောင့်မလို့တတရသမားနဲ့ဥစေရသမားနှစ်ယောက်ရှိရင်တတရသမားကြာတတ်တယ် तू ကတွန့်အပေကြောက်အောင်လည်း तू ကမလုပ်ရဘူးလူချမ်းသာနဲ့ချမ်းသာတော့ခံစားကျင်တယ်အထီးမခံနိုင်ဘူးခန္ဓာကိုယ်သာသာရရာလေးနဲ့စိန်ကြကြနေကျင်တာပေါ့တတရသမားဥစေရသမားကတော့ဟေးရောက်ရစီလေအပေရောက်ရောက်လုံမကွာမကောင်းတဲ့ဘက်က ကောင်းတယ်ပဲလုံမယ်ဆိုလဲဟိတ်နိဗ္ဗာန်ရောက်အပြတ်ချမယ်ကွာဒီလောက်ခန္ဓာကိုယ်ကြီးချင့်တယ်လို့ဘယ်ဖြစ်မလဲဆိုအဲဒီလိုကြိုးစားတယ်အဲ့တော့တို့ဃာမတွေလည်းပဲကြိုးစားပါအခုနောက်တော့ဝိထုလေးလို့ပေါ့အရှုံးလေးကအမျက်ရအောင်ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကတော့အရှုံးတရားကြီးပဲတဖြည်းဖြည်းအိုလာပြီးအိုရရင်နာတော့မယ်နာပြီးတော့သေတော့မယ်ဘယ်မှာမျက်ရှိလို့ရှုံးတဲ့ရှုံးဖို့ပဲရှိတော့အဲ့ဒီရှုံးနေရအမျက်ရအောင်နေလားငါလားကြိုးစားရမယ်နာလဲပေချုနေမကောင်းလဲပေချု ်သေကံဤထီအောင်ရှုသေသည့်တိုင်အောင်ရှုဒါတော့မှဒီဥစ္စာလက်မလွတ်နဲ့နှုတ်ချင်းရှုံးသွားလိုက်မယ်အေးအဲ့ဒီလိုတခါတည်းစဉ်းစားပြီးတော့ကြိုးစားကြပါလို့ဘုန်းကြီးကတိုက်တော့ဒါကြောင့်မလို့ကဲမလို့ချင်းအောင်တခါတည်းဒီရှုလိုက်တော့အနုလုံးမညာလဲရရောဟောကုသရဟူညာလဲရရော ပုထုဇဉ်တွေဖြတ်ဆိုတခါတည်းဒီဖြစ်ပျက်ကိုဖြတ်ပြီးတော့ဖြစ်ပျက်ချုပ်တဲ့ဓာတ်ကိုတခါတည်းမြင်လဲပုထုဇဉ်အနေနဲ့မြင်ရတာကုသရဟူညာနဲ့မြင်ရတာပေါ့ နောက်တော့မှတကယ်ချုပ်သွားတော့မှမဲ့ညာဖုန်ညာနေရကြာပြီးတော့မဲ့အမြင်ဖို့အမြင်နဲ့မြင်ပြီးတော့ရှင်းထွက်သွားတာပေါ့ဗျာငိမ့်ကြရှိတာလဲငိမ့်ထွက်သွားတာပေါ့အေးအဲ့ဒီလိုသုဒ္ဓရာမအပေါင်းသူတော်ကောင်းတို့အစဉ်တိုင်းလေးကြိုးစားသွားကြမှာပဲအဲ့ဒါကြိုးစားမှုပေါ်မူတည်ပြီးတော့ဖြစ်လာမှာပဲအံဝင်ကုန်ကြမှုပေါ်အံဝင်ကုန်မကြသေးရင်တော့မဖြစ်ဘူးအဲဒါကြောင့်ဝေနာကိုမကြည့်နဲ့ဝေနာရဲ့စတာလေဆုံးတာကိုကြည့်နောက်ဆုံးကြတော့ဝေနာမရှိပုံလေးကိုကြည့်ရမယ် အဲ့လိုကြည့်ရင်ဝေဒနာကွာပါတယ်လို့ဘုန်းကြီးအကြံဉာဏ်ပြုရင်းနဲ့အဲ့အချိန်လဲစီလာပြီးဆက်လက်ပြီးတော့ကြိုးစားကြပါပွားများကြပါအရှုံးနဲ့ရအမြတ်ရအောင်ကြိုးစားကြပါ